အင်မတီပြူစောထီရွာကိုအင်အားဖြစ်တင်ပြီးပလဲနဲ့ကန်တောင်းရဲစခန်းကိုပြန်သိမ်းနိုင်ဖို့စစ်ကောင်စီကစူးစမ်းနေပါတယ်။တူတာချန်တာပေးပို့ထားပါတယ်ခင်ဗျာ။စကိုင်းတိုင်းပလဲမြို့နယ်ကန်တောင်းရဲစခန်းကိုဇွန်လ19ရက်နေ့မနက်အစောပိုင်းမှာပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA နဲ့ဒေသတွင်းမဟာမိတ်ပူးပေါင်းအဖွဲ့ဆက်ဘွဲတို့ကတင်းယူနိုင်ခဲ့တာပါ။ စစ်ကောင်စီကလေကြောင်းပစ်ကူတွေဇက်တိုက်ပေးခဲ့ပေမဲ့ဒေသတွင်အဖွဲ့တွေပူပေါင်းပြီးဖျက်တောက်ရေးထိုးစစ်ဆင်တိုက်ခိုက်ရေးတည်င်းထောက်လှမ်းရေးတွေနဲ့စစ်ပုံကြကြတိုက်နိုင်ခဲ့တာကြောင့်သိမ်းလည်ခဲ့တာဖြစ်တယ်လို့ PLA တည်င်းပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။စခန်းသိမ်းပြီးနောက်စစ်ကောင်စီဘက်ကတေဆုံးမှုများပြားရဲ့ရုပ်လောင်းတွေတွေ့ခဲ့ရပြီးတုံ့မှန်တွေလည်းဖန်စီရမိထားတယ်လို့ဆိုပါတယ်။ ထွက်ပြေးလွတ်မြောက်သွားတဲ့စစ်ကောင်စီတပ်သားတချို့ကတော့အနီးနားကအင်မတီပြူစောတိရွာမှာခိုလုံနေပြီးစစ်ကောင်စီကထပ်ပုလာတဲ့အင်အားတွေပြူစောတိတွေနဲ့အတူကန်းတောင်ရဲစခန်းကိုပြန်တိုက်ခိုက်ဖို့ကြိုးစားနေတယ်လို့ဆိုပါတယ်။ကန်းတောင်ရဲစခန်းကိုတိုက်ပြီးနှစ်ရက်လောက်ထိကတော့သူတို့လေရင်ဘုံလာမကြဘူးငြိမ်နေရပါတော့။နောက်ပိုင်းရက်တည်းကစားပြီးအင်မတီတဲ့ကိုစစ်ကူတွေနည်းနည်းထပ်ပုလာရှိတယ်။ခေရန်နေပါလေ။ခေခိုင်ထပ်ပုလာရှိရရန်နေပါ ဖက်ဖို့စူးစမ်းတဲ့တက်နဲ့ကျမတို့ဒီမာမိတက်တွေနဲ့တိုက်ထားတာပေါ့နော်။နမကနောင်းတော့သူတို့လာလို့မရပါဘူး။ဒီမှာကျမတို့ကဲနေရစီနေရတာထားတာဆိုတော့လေသူတို့ဝင်လို့မရ။သူတို့ကစူးစမ်းကြည့်တာပေါ့နော်။ ဒီနေရာကလည်းကပ္ပစ23 24ရဲ့ကြားနေရာဖြစ်နေတယ်ပေါ့နော်နောက်ကငွေရနမခါနေရာလည်းနီးတယ်ပေါ့နော်အိန္ဒိယကိုသွားတဲ့လမ်းကြီးအရှလမ်းမကြီးပေါ်မှာလည်းရှိနေတယ်ဆိုတော့ချင်းပြည်တို့ဒီဘက်မကွေးတိုင်းတို့အလုံးနဲ့ဆက်ဆက်နေတဲ့နေရာတွေပေါ့နော်ဖြူဟာမြောက်နေရာဖြစ်တယ်အဲဒါကြောင့်မို့လို့တို့အသေးအံလိုချင်နေကြတယ်ကနောင်ရဲစခန်းကိုတင်းနိုင်မှုဒေသမဟာမိတ်အဖွဲ့တွေကဂျွန်လ2ရက်နေ့မှာစတင်တိုက်ခိုက်ခဲ့ပြီး19ရက်နေ့ကြာမှတင်းနိုင်ခဲ့တာပါ စစ်ကောင်စီကကမ်းတောင်ရဲစခန်းကိုမဖြစ်မနေပြန်သိမ်းမှုအမိန့်ပေးထားတဲ့သတင်းတွေကြောင့်ဒေသတွင်းမှာထိတွေ့တိုက်ပွဲတွေဆက်ရှိနေဦးမယ့်အခြေအနေဖြစ်ပါတယ်စစ်ကောင်စီအနေနဲ့ဒီအင်မတီမှာချထားတဲ့စစ်သားတွေကိုသူတို့ဒီအမိန့်ပေးလိုက်တယ်လို့ကျွန်တော်သိရတယ်ဒီကမ်းတောင်စခန်းကိုအသေးခံပြီးတော့ပြောင်းလဲဖို့ပေါ့နော်ကျွန်တော်တို့ကလည်းဖေးကြီးနေကြီးပေါ့နော်ဒီလိုလုပ်နိုင်မလို့ဆောက်ရည်နေပါလေခင်းရတော့ခင်းပါကမ်းတောင်တိုက်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကတိုင်းစစ်ပြည်နေဖက်တောက်ရေးပိုင်းကို တောင်ယူရတာဖြစ်တယ်အဲ့ဒီတောင်ယူတဲ့ဘိုင်းမှာကျွန်တော်တို့ရေတက်ချက်တယောက်၃မှန်ဖြစ်နေမိတာရှိတယ်နောက်ပြီးတော့စစ်သားတယောက်ဘန်ဟန်တက်တယ်ကျွန်တော်မိတာရှိပါတယ်ကျွန်တော်တို့ကတော့တင်းယူပြီးသားတဲ့စကန်ခုကိုကျွန်တော်တို့လွယ်လွယ်နဲ့တော့ကျွန်တော်တို့လက်လွတ်ခံမှာမဟုတ်ဘူးကျွန်တော်လုံနိုင်တဲ့စွမ်းရင်ရှိသလားကျွန်တော်တို့လုံနိုင်တဲ့စွမ်းအားရှိသလားကျွန်တော်တို့လည်းအသေးခံကာကွယ်မှာပါဗျာ ကန်းတော်ရဲစခန်းအားဒေသတွင်အချက်ချကြတဲ့အာဆီယံလမ်းမကြီးပလဲကန်းကောလမ်းမမှာတည်ရှိတာပါအဲ့ဒီလမ်းဟာအိန္ဒိယနိုင်ငံကြီးသွားလာနိုင်တဲ့လမ်းဖြစ်တဲ့အတွက်ဒေသတွင်လမ်းပန်းဆက်သွယ်ရေးမှာဗျူဟာရရေးပါတဲ့နေရာဖြစ်ပါတယ်ကန်းတော်ရဲ့အနောက်မြောက်ဘက်မိုင်30ကျော်ကွာမှစစ်ကောင်စီကာကွယ်ပစ္စည်းစက်ရုံကပါစာ23တည်ရှိပြီးအနောက်တောင်ဘက်35မိုင်ဝန်းကျင်မှာကပါစာ24တည်ရှိတာကြောင့်စစ်ကောင်စီကကန်းတော်ရဲ့စခန်းကိုလမ်းမလို့ရဖို့စံကုန်ကြိုးစားခဲ့တာဖြစ်ပါတယ် ကန်းတော်ရဲစခန်းဟာပလဲမြို့မှာရဲစခန်းပြီးရင်ဒေသတွေမှာဒုတိယအကြီးဆုံးရဲစခန်းဖြစ်ပြီးအာနာသိမီနောက်ပိုင်းမှာဒေသကာကွယ်ရေးအဖွဲ့တွေကအချင်းချင်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့စခန်းဖြစ်ပါတယ်။ကျွန်တော်သုတချမ်းသာပါ။